င်္ဂလာပါခင်ဗျာ အခုကျွန်တော်တို့ကြည့်ရှုခံစားကြရမှာကတော့ပကြီးဆရာကြီးဥတ္တမောင်ရဲ့စိတ်ကူးစိတ်ခံစားမှုတို့နဲ့အသက်ဝင်လှူရှားနေတယ် canvas paper နဲ့ဘုတ်ပေါ်မှာရှိတဲ့ acrylic ပကြီးကားလက်ရာတွေပဲဖြစ်ပါလေဆရာကြီးရဲ့ပကြီးကားတွေဟာညင်တွေးလိုက်ရုံနဲ့တင်မြမအငွေတက်နဲ့ခင်မီအနုပညာတို့ရောစပ်နေတာကိုထူးထူးခြားခြားခံစားမိစေမှာပါ ရှားဦးတမောင်ဦးရဲ့ subject ရွေးချယ်ပုံကလည်းစိတ်ဝင်စားစရာပါ။ရှားကြီးဟာသူ့ပတ်ဝန်းကျင်ကမြင်ကွင်းတွေမြမမှုအငွေ့အသက်တွေရိုးရာဓလေ့တွေတာမန်လူနေမှုဘဝမြင်ကွင်းတွေကိုသူ့ရဲ့ကြွေးမြေခံစားချက်တို့နဲ့ပြန်လည်ပေါင်းစပ်ပြီးပုံဖော်လေးရှိပါလေ။ဥမာအဖြစ်ရွာဦးချောင်းကဖျားပွဲတော်မြင်ကွင်းတွေမြေကန်းတစ်ပေကတန်ငါရွာလေးရဲ့အလား လင်ငယ်လေးများစက္ကန့်ရပုံဒါမှမဟုတ်မိုးရွာတွေကညို့ပြမြင်ကွင်းလိုမျိုးအချောင်းရတွေကိုရှက်ရဲ့ကိုပိုင်ဟန်နဲ့ဆွဲဆောင်မှုရှိအောင်ဖန်တီးထားတာကိုတွေ့နိုင်ပါလေရှက်ရဲ့ပကြီးကားကြီးဆွဲပုံကိုပကြီးပညာရဲ့ဆိုင်ရန်အမြင်နဲ့အနည်းငယ်ဖြည့်ဆွဲတင်ပြရရင်ရှက်ကြီးဟာပုံတရဖောင်းစတွေကိုရိုးရှင်းတဲ့ geometry ပုံစံတွေ အထူးသဖြင့် Dragon, Stugan, Shawine ပိုင်းစတွေရင်ခွေမြင်းပြောင်းစတာတွေနဲ့ပြန်လည်တိစောက်ပြီး Semi Abstract ဆန်းဆန်းပုံဖော်လေးရှိပါတယ်ဒီလိုပုံဖော်ရမှာအယောင်သွေး Color တွေကိုတုံးဆွဲပုံကလည်းအသက်ဝင်လာပါတယ်ဒီခါတည်းမှာရရင်တောက်ပါတဲ့အယောင်တွေဆက် Vibrant Contrasting Color တွေနဲ့ညီဝင်းကိုတက်ကြွစေသလို့ ခါတရံမှာလဲနူးညံ့ညင်သာတဲ့အနည်းဆက်ဆုံးအရာ analog calories နဲ့ဒါမှမဟုတ်တရံလေးကိုအနှူးရင်ပြောင်းလဲအသုံးပြုတဲ့ monochromatic အယောင်ဖွဲ့စည်းမှုတွေနဲ့ agent တည်ချိန်မှုကိုပေါ်ကျူးလာလဲတွေ့ရမှာပါ composition ဘိုင်းမှာဆိုရင်လဲအရာဝတ္ထုတွေကိုတစ်ခုနဲ့တစ်ခုထပ်ဆင့်နေရာချပြီးအနီးအဝေးအနက်ရှိုင်း depth တွေကိုပေါ်လွင်အောင်စီစဉ်ထားပုံက အားကောင်းလာပါလေအထူးသဖြင့် acrylic ရဲ့အာသာချက်ဖြစ်တဲ့အထူးပါအချောက်ဆိုဘူးကျွမ်းကျင်စွာအသုံးချပြီး brush stroke တင်တဲ့အသွင်ပြင် texture တွေကိုပေါ်လွင်စေတာပကြီကားကိုပို့ပြီးတက်ဝင်စေပြီးကြည့်ရှုသူကိုထိတွေ့ခံစားမှုစေတော့ပါပဲအလင်းမောင်ကိုလည်းပုံစံပေါ်မှာ 3D မိမိအသုံးပြုပြီး 3D effect လိုမျိုး ပေါ်လင်စီတာဟာဆရာကြီးရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုလို့ဆိုနိုင်ပါတယ် ရှာကြီးဟာသူမြင်တွေ့ရတဲ့မြင်ကွင်းတွေ ရှုခင်းတွေကို သူ့ရဲ့စိတ်ခံစားချက်နဲ့ပေါင်းစပ်ပြီးပြန်လဲ presentation လုပ်တဲ့အခါဒီយ៉ាងတွေပုံသဏ္ဍာန်တွေမြင်းကြောင်းတွေကတဆင့်သူ့ရဲ့အတွင်းစိတ်လှူရှားမှုခံစားမှုကိုပေါ်လွင်တဲ့ဟတ်စီပါလေဥမာအဖြစ်တက်ကြွတဲ့လိမ္မော်ရောင်အနီရောင်အဝါရောင်တွေကပျော်ရွှင်မှုတက်ကြွမှုနှိတ်ထွေးမှုကို ဖော်ပြသလိုအပြာရောင် စိမ့်ရောင်ခရမ်းရောင်အမှုရင်တွေကတော့ဒီငိမ့်အေးချမ်းမှုလွမ်းစွမှုဒါမှမဟုတ်ရုပ်ဝတ်စမ်းချေမှုတွေကိုပေါ်ဆောင်နေရပါလေဒီစိတ်ခံစားမှုတွေဟာပကြီကားရဲ့အဓိကစကားသံပါပဲရှာဥတမောင်းရဲ့ပကြီကားရဲ့အလှနဲ့အမှုပညာတမောကိုပုံမူနဲ့နဲ့ဆိုင်ဆိုင်ခံစားနိုင်နိုင်မှုအတွက်ပကြီကားတစ်ချက်ချင်းစီဟာ ့ရဲ့အတွေ့အမြင်ခံစားမှုနဲ့ဤပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတို့ပေါင်းစပ်ထားတဲ့အမှုပညာဖန်တီးမှုတစ်ခုဖြစ်တော်မူအဲ့ဒီလက်ရာတွေကို ကြည့်ရှုခံစားတဲ့အခါဒါမှမဟုတ်လေ့လာတဲ့အခါမှာ ကျွန်တော်နောက်ထပ်ပြောပြမယ့်အချက်လေးတွေကို အာရုံပြုပြီးချဉ်းကပ်ဖို့အကြံပြုလိုပါတယ်ခင်ဗျာပကြီကားကိုပထမဆုံးမြင်လိုက်ရတဲ့အခါတင့်စိတ်ထဲမှာ ဘလူခံစားချက်မျိုးဖြစ်ပေါ်လာပါသလဲပျော်ရွှင်တက်ကြွမှုလားအေးချမ်းတည်ငြိမ်မှုလားဒါမှမဟုတ်လွန်ဆွမှုနှဲ့နှိမ်မှုတစ်ခုခုလားယာကြီးရဲ့အယောင်အသုံးနှုန်းပုံသဏ္ဍာန်နေရဲ့စုဖွဲ့မှုကနေတခြင်းဘေးကျင်တဲ့စိတ်ခံစားမှုကိုအရင်ဆုံးဖန်ယူကြည့်ပါ Now ယာကြီးကဘလူအကြောင်းအရာတွေကိုရွေးချယ်ထားပါသလဲအဲ့ဒီအကြောင်းအရာတွေကို ူဘလို့ပုံဖော်ထားတယ်လဲဆိုတော့ကိုသတိပြုကြည့်ကြည့်ပါရိုးရှင်းတဲ့ခြေလက်မြင်ကိုမျိုးပြရဲ့လှူရှားမှုဒါမှမဟုတ်တဘာဝရဲ့ရှုခင်းတွေကို သူ့ရဲ့ကိုယ်ပိုင်အမြင်နဲ့ဘလူးစင်မီအက်စထရက် ပုံစံမျိုးအဖြစ်ပြောင်းလဲဖန်တီးထားတယ်လဲဆိုတော့ကိုလေ့လာကြည့်ကြည့်ပါပဂရီမြင်ကွင်းကိုတိုက်ရိုက်ကူးယူခြင်းနဲ့အဓိကပုံစံတွေခံစားမှုတွေကို ထုတ်နှုတ်ပြီးရူးရှင်းအောင်အားကောင်းအောင် ဘလူပုံဖော်ထားလဲဆိုတာကိုခန်းစားကြည့်ကြည့်ပါဤပညာပိုင်းဆိုင်ရာကိုစိတ်ဝင်စားသူနဲ့လေးလာသူတွေအတွက်ကတော့ပုံရံတွေမြင်းတွေဆရာကြီးကအရာဝတ္ထုတွေကိုဘလူ geometry ပုံစံတွေနဲ့တိဆောက်ထားတယ်လေဘလူမြင်းတွေနဲ့တိဆောက်ထားတယ်လေဒီပုံစံတွေကတစ်ခုနဲ့တစ်ခုဘလူဆက်ဆက်နေတယ်လေမြင်းကြောင်တွေရဲ့အတိုးရှိ ထူပါဥဒီယာကပကြီကားရဲ့အားနဲ့စီချက်ကိုဘလို့အထောက်အကူပြုနေတယ်လဲဆိုတာကိုလေ့လာကြည့်ကြပါခင်ဗျာ အယောင်အသုံးပြုမှုတွေနဲ့ပတ်သက်ပြီးဘလို့အယောင်ဘလို့အတွက်ဆက်တွေကိုအသုံးပြုထားတယ်လေစံချိန်မဲ့အယောင်တွေနဲ့တောက်ပမှုကိုပေါ်ဆောင်ထားသလားဒါမှမဟုတ်အနည်းဆက်ဆုံးအယောင်တွေနဲ့တဟဆာတာဖြစ်မှုကိုပြသတာလားဒါမှမဟုတ်လေအယောင်တစ်ယောင်လေးကိုအနုအယင်ပြောင်းလဲအသုံးပြုပြီးအနဲ့ဆိုင်ကိုဘလို့ပေါ်တယ်လေအယောင်တစ်ယောင်နဲ့အသုံးပြုဖို့အယောင်တွေကိုထက်ဆင့်အသုံးပြုပုံတွေက ပကြီကားရဲ့ အသွင်ပြင်းနေခံစားမှုကိုဘလို့တက်ရောက်စေသလဲဆိုတာကိုအသေးစိတ်လေးလာကြည့်ပါပကြီကားရဲ့ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးပကြီကားတွေကအရာဝတ္ထုတွေကိုဘလို့နေရာချထားတယ်အဓိကအာယုံဆိုင်ရမယ် focal point ကိုဘလို့ဖန်တီးထားတယ်အလင်းမောင်နဲ့ပတ်သက်ပြီးအလင်းရောင်ကဘယ်နေရာကလာတာလဲအလင်းမောင်ကိုအသုံးပြုပြီးဘုံဒရန်ရဲ့တူတွေနဲ့သုံးမှတ်မြင် 3D effect ကိုဘလို့ပေါ်ဆောင်ထားလဲဆိုတာကိုလေ့လာကြည့်ကြည့်ပါ။ရှားကြီးရဲ့ပကြီကားတွေကိုလေ့လာခန်းစားတဲ့အခါဘာကြောင့်ဒီအကြောင်းကိုသုံးတာလဲ။ဘာကြောင့်ဒီပုံစံကိုဒီလိုနေရာမှာထားတာလဲ။ဒီဆုပ်ချက်ကဘလို့ခန်းစားမှုကို ပေးချင်တာလဲ။စသဖြင့်မိကုန်းတွေကိုကိုကိုမေးကြည့်ပါ။ရှားကြီးရဲ့ဖန်တီးမှုဆိုင်ရာဆုံးဖြတ်ချက် artistic decision တွေကို နားလည်ဖို့စူးစမ်းကြည့်ကြည့်ပါ။ သူ့ရဲ့ကိုဗန်စတိုင်ကဘလို့ပေါ်ထွန်းလာတယ်လေဘလို့အချက်တွေကသူ့ရဲ့လက်ရာကိုထူးခြားစေတယ်လဲဆိုတာကိုသုံးသပ်ကြည့်ကြည့်ပါကိုတိုင်ပကြီးဆွဲသူဖြစ်တယ်ဆိုရင်ဇာကြီးရဲ့နီးစနစ်တွေအယောင်ရွေးချယ်မှုဖွဲ့စည်းမှုတွေကနေတဆင့်ကို့အတွက်ဘလို့လေးလာစရာအထူးယူစရာတွေရနိုင်မလဲဆိုတာကိုရှာဖွေကြည့်ကြည့်ပါခင်ဗျာ ပကြီကတ်ချက်ကိုကြည့်ရှုခန်းစားတဲ့အခါအပေါ်ယံမြင်ကွင်းကိုကျော်လွန်ပြီးအမှုပညာရှင်ရဲ့အတွင်းစိတ်သူပြောပြခြင်းနဲ့ပုံမြင် သူဖော်ကျူးခြင်းနဲ့ခန်းစားချက်တွေကိုနားလည်အောင်ကြိုးစားကြည့်ကြည့်ပါပကြီကားလေးကအယောင်တွေပုံသဏ္ဍာန်တွေညင်းညောင်းတွေစုပ်ချက်တွေအလုံးဟာအမှုပညာရှင်ရဲ့ဘာသာစကားတွေပါပဲအဲ့ဒီဘာသာစကားတွေကိုဖတ်ရှုနားလည်လာနိုင်လေလေပကြီကားရဲ့အနှစ်သာရနဲ့ပုံမှန်နီးစပ်လေးလေးဖြစ်မှာပါတကယ်တော့ ပကြီကတ်ချက်ကိုခန်းစားတံမိုးထားတယ်ဆိုတာကိုပိုင်အတွေ့အကြုံနဲ့အမှုပညာရှင်ရဲ့ဖန်တီးမှုကိုဆက်သွယ်ပေးတဲ့တရားတစ်ခုတိဆောက်လိုက်တာနဲ့အတူတူပါပဲအခုဆရာကြီးဦးတမောင်ဦးရဲ့လက်ရာတွေကနေတဆင့်အမြင်အာရုံရဲ့ပျော်ရွှင်မှုသာမက အတွေးခေါ်နဲ့စိတ်ခံစားမှုဆိုင်ရာကြွေဝါမှုတွေပါရရှိခံစားနိုင်ကြပါစေလို့ဆန္ဒပြုရင်းနောက်တစ်ပတ်များမှာလဲတခြားသောပကြီးဆရာများရဲ့ ပကြီကားတွေကိုဒီလိုချင်းကပ်မှုမျိုးနဲ့လိလာခန်းစားကြည့်ကြပါစို့ခင်ဗျာနောက်တစ်ပတ်မြန်မာ ပြန်လည်တွေ့ဆုံကြပါမယ်အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ